အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့တင်ကြနေရေနိုမလာ၁၉ရက်နေ့ရေဒီယိုစီစဉ်ကိုတက်ဆက်ပြတော့မှာဖြစ်ပါရယ်။ကချင်ပြည်နယ်မှာတပတ်အတွင်းတိုက်ပွဲပေါင်း၅၈ကြိမ်ဖြစ်ပွားခဲ့ပါရယ်။ စစ်တုံးချေရွာပေါ်ဝင်ခြင်းကိုစစ်ကော်မရှင်တပ်ကနေလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပေမဲ့လူထိခိုက်ဒေဆုံးမှုမရှိဘူးလို့သိရပါတယ်။ဖိုင်းမော်မျိုးနောင်ချင်းချေရွာအစုအတွင်းကစစ်ဆောင်စခန်းတွေမှာကုညီထောက်ပံ့မှုတွေမရရှိတာ၃လလောက်ရှိလာပြီဖြစ်ပြီးခက်ခဲကြုံနေရပါတယ်။စားရတဲ့တရနေကိုတက်ဆက်ပြရမှာပါ။ကျမတို့အစစ်အစင်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ချင်းမီနီမတ်ဘတ်အတွင်းထိုက်ပွဲပေါင်း58ချိန်ဖြစ်ပွားခဲ့ပါတယ်။ဆက်စိုင်းကတက်ဆက်ပြီးမှာပါ။ ဗမော်ဝိုင်းမော်လမြောင်နဲ့ဖကန်ဒီတာပဲနေတိုင်းတိုက်ပွဲဖြစ်ပွားပြီးပြီးခဲ့တဲ့တပတ်တာအတွင်းတိုက်ပွဲပေါင်း59ကြိမ်ဖြစ်ပွားခဲ့လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO KIA သတင်းနဲ့ပြန်ကြားရေးဌာနရဲ့နိုဘလ16ရက်နေ့ကထုတ်လွှင့်တဲ့သတင်းရုပ်သံအစီအစဉ်ကနေသိသိရပါရယ် နွန်ဘာလ၁၀ရက်နေ့ကနေ၁၆ရက်နေ့အထိမမော်ဘက်လေရင် drone လက်နက်ကြီးလက်နက်ငယ်တွေနဲ့နေတိုင်းပြစ်ခတ်တိုက်ခိုက်တာတွေရှိရလို့ဖော်ပြထားပြီးတော့စစ်ကောင်စီဘက်ကလေရင်ဘုံ၂၈၄ကျင်း drone ဘုံ၁၃၈ကျင်းအထက်လက်နက်ကြီးပြစ်ခတ်မှုပေါင်း650ကျင်းလောက်ရှိရလို့ဖော်ပြထားပါတယ်။လေရင်ဘုံကျဲတိုက်ခိုက်တဲ့နေရာတွေဟာပမောစစ်မြေနှပြင်ဖက်ကန်ဒေတာဝိုင်းမော်မြို့နယ်လမြောင်နယ်မြေတွေဘက်အများဆုံးတိုက်ခိုက်ခဲ့ပြီးတော့လမြောင်နယ်မြေတွေဘက်အများဆုံးတိုက်ခိုက်ခဲ့ပြီးတပ်မဟာကနစ် တမဟာလေးအပြင်တမဟာတင်နယ်မြေဘက်ပါတိုက်ခိုက်မှုရှိခဲ့လို့ဖော်ပြထားပါတယ်။ဗမော်စစ်မျက်နှာပြင်ပစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီးစစ်ကော်မရှင်တပ်ကနေစစ်ကြောင်းထိုးလာတဲ့အတွက်တပတ်တာအတွင်းခုခံတိုက်ပွဲ48ကြိမ်ဖြစ်ပွားခဲ့လို့သိရတာပါ။ဒါအပြင်စစ်ကော်မရှင်ကခြေလင်းစစ်ကြောင်းထိုးနေဆဲဖြစ်ပြီးလေရင်ဒရုန်းလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက်ဗမော်ဘက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ ဝိုင်းမော်လမြစစ်မျက်နှာပြင်ပက်လဲစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ခုခံတိုက်ပွဲ၁၀ကြိမ်ရှိခဲ့ပြီးမြချင်းနာဘက်ချမ်းကနေလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းပုံးကျဲတာလေယာဉ်နဲ့တိုက်ခိုက်တာနေတိုင်းရှိရလို့ဆိုထားပါတယ်။အခုလိုတိုက်ခိုက်တာကို KIA ပူးပေါင်းအဖွဲ့ကနေခုခံတိုက်ခိုက်တဲ့အတွင်းစစ်ကော်မရှင်တပ်ဘက်ကထိခိုက်သေးဆုံးမှုများတယ်လို့သိရှိရတယ်လို့ KIA ပူးပေါင်းအဖွဲ့ဘက်ကလည်းအသက်ဘေးဆက်ထိခိုက်တာရှိရလို့သိရတာပါ။ ပြီးခဲ့တဲ့နိုဘာလ3ရက်နေ့ကနေ9ရက်နေ့အထိတပတ်တအတွင်းမှာလဲပမော်ဝိုင်းမော်လမြောင်နဲ့ဖက်ကန်ဒေတာပဲနေ့တိုင်းတိုက်ပွဲဖြစ်ပွားပြီးတိုက်ပွဲပေါင်း35ကြိမ်ဖြစ်ပွားခဲ့လို့သိရပါဗျ။ပီတူလူသူအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မြချနာတရင်ချန်နေရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 333 3နဲ့တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ ချင်မီနေဝိုင်းမမျိုးနေစတုံးကြီးရပုံဝင်ခြင်းကိုစစ်ကောမရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပေမဲ့လူတိုက်ခိုက်သေးဆုံးမှုမရှိဘူးလို့သိရပါတယ်။ထရီဇာကသိသက်ပေးမှာပါ။နိုဝင်ဘာလ16ရက်နေ့တရင်းကနေမနက်9:00နာရီကျော်အချိန်လောက်မှာစတုံးနဲ့ဦးလိုက်ကျေးရွာကြားနေရမှာ ဒေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူထိခိုက်ဒေဆုံးတာမရှိသလိုထိခိုက်ပျက်စီးတာမရှိဘူးလို့ကချင်လိုက်ရဲဖွဲ့စီ KNOKA တည်တည်နဲ့ပြန်ကြားရေးဌာနရေးထုတ်လွှင့်ပြချက်အရာတည်ရတာပါပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလည်းစုံသုံးမျိုးအတွင်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲဒေချောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးအရတားပြည်သူ17ဦးအသက်ဒေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်စုံသုံးမျိုးဟာကချင်လိုက်ရဲတမရော KNA တမဟာငါလက်အောက်က တိုက်ရင်၃နှစ်မြေဖြစ်ပြီး KYA ဘက်ကနေ2024ဇွန်လအတွင်းမှာတင်ပတ်ရယူထားရပေဖြစ်ပါတယ်။စစ်ကော်မရှင်တာဟာကချင်ပြည်နယ်အတွင်းရေခောက်ပွဲအပိုင်းတည်ပြုလုပ်မယ့်နေမြေတချို့ကိုတတ်မှတ်ကြေညာလိုက်ပြီးနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုပုံမလို့ဆောင်လာနေတယ်လို့တိုက်ပွဲတွေလည်းခက်စီစီဖြစ်လာနေတာပါ။အော်တိုဘာလအတွင်းမှာပဲဖကန်ဒေတာဆော်လိုမျိုးနဲ့တန်စီချေရအပြည့်မချောင်းပိုးမျိုးနဲ့ခါခါနေရတွေပဲလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KYA ဌာနချုပ်လိုက်စာမျိုးတွင်ကိုပါအတိတ်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ရေကောက်ပွဲနေလာတာကြောင့်နေမြေစိုးမှုအုပ်ချုပ်နိုင်ရေလေကြောင်းနဲ့ဘုံကျဲတာတွေအပြတ်ထန်ပြုတ်လို့နေတာတွေ့ရသလိုသူတို့လည်းလွတ်ဆုံရှုံခဲ့တဲ့မြို့နယ်တွေမှာမိဘုံထောင်နေဖို့အတွက်ပြည်သူလူထုကိုလုံခြုံရေးပြုခွဲတဲ့သဘောမျိုးနဲ့အခုလိုမျိုးလေကြောင်းနဲ့တက်ခိုက်တာဖြစ်နေတယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KAA တည်တည်နဲ့ပြန်ကြားရေးတာဝန်ခံဘုံမှုချင်းတော်ဘုကလည်းသုံးသပ်ပြောဆိုခဲ့ဖို့ပါတယ်။ဒါအပြင်ပြည်သူလူထုရဲ့အနေနဲ့စီရဲတည်တည်ဝေဟင်တည်တွေကိုအမြင်နားကြောင်ဖို့အပြင်လူစုလူဝဲတွေကိုအသက်နိုင်ဆုံးရှောင်ကြဖို့အရေးကြီးတယ်လို့ လို့ပိုမိုဂျီနိုဘိုကအတိပေးပြောဆိုထားပါတယ်။ဝိုင်းမော်မျိုးနောင်ချင်းချီရောအုပ်စုအတွင်းကစစ်ရောက်စကန်ရီမှာကုညီထောက်ပံ့မှုတွေမရှိတာ၃လလောက်ရှိလာပြီဖြစ်ပြီးခက်ခဲကြုံနေရပါတယ်။ကမ္ဘာစားနပ်ရေးကအဖွဲ့ WFP ကထောက်ပံ့မှုရပြီးရဲ့နောက်စစ်ကောမရှင်ကန်ကချင်မင်းနေဝန်ကြီးချုပ်ဦးခက်ထိန်နံကစစ်ရောက်နေကိုစားနပ်ရေးကအတွက်တလ၂တောင်ထောက်ပံ့မယ်လို့ဆိုခဲ့ကြောင်းသိရပါတယ်။ ။လက်ရှိချိန်မှာတော့ Binning Commission အသာမကတခြားကူညီတဲ့အဖွဲ့တွေလည်းမရှိတော့ဘူးလို့နောက်ချင်းစစ်ရှောင်းစခန်းတာဝန်ခံကပြောပါရယ်။မြောက်ချေကောဒီခါမှုကတည်းကငြိုဆဲဒါမျိုးကေရတော့ဒီခါလည်းဘယ်သူမှမပေးတော့ဘူးအဲအကြောင်းအရန်ခက်ခဲနေဝင်ကြီးချုပ်စီကလည်းမရတာအရန်ကြာပြီဦးနော်လီစီကလည်းမရတာလည်းအရန်ကြာပြီစစ်ချောင်းတွေစားတော့ဖို့အရန်ခက်ခဲနေကြတယ် ဆန်အဓိကလိုအပ်နေတာဖြစ်တဲ့အတွက်တနိုင်တူတွေအနေနဲ့ဆစ်ဆောင်တွေကိုကူညီပေးစေလိုကြောင်းလည်းဆက်လက်ပြောပါရစေ။ဒါ့အပြင်လွန်ခဲ့တဲ့တနေ့ကျော်ကအရေးပေါ်မှုကဝါရီနဲ့အရေးပေါ်ဆောက်လုပ်ချတဲ့အိမ်တွေဟာပြည့်စည်နေပြီဖြစ်ပြီးပြန်လည်ဆောက်လုပ်ဖို့လိုအပ်နေလို့လည်းသိရပါရစေ။ဝိုင်းမုံမျိုးနှောင်ချိန်ချေရွာအတွင်းဆစ်ရှောင်းစကန်42ခန်းကဆစ်ရှောင်းနေတာမကအဲ့ဒီချေရွာအနီးတစ်ဝိုက်ကချေရွာဆေးရွာမှာရှိတဲ့ဆစ်ရှောင်းစကန်တွေထဲကဆစ်ရှောင်းတွေလည်းလာသူဆောက်ဝင်ခက်ခဲတွေကိုရင်ဆိုင်နေကြရတယ်လို့ဆိုပါရယ် ရှင်နေတွေရောစရှောင်းနေအားလုံးကိုတန်းသူညီမြကူညီထောက်ပံ့ပေးခဲ့ပေမဲ့ American သမ္မတတူနေစ်ဖရမ်တလာရဲ့နောက်ပိုင်းလွန်ခဲ့တဲ့ April လကစပြီးစရှောင်းနေကိုကူညီနေတာရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ Airy Civil ရှောင်းနေဟာ2024ခုနှစ် March လဆန်းကဖြစ်ပွားခဲ့တဲ့စစ်တပ်နဲ့ဂန်ဘူပေါင်းတပ်ဖွဲ့တို့ရဲ့တိုက်ပွဲကြောင့်ဝဲမော်မျိုးနဲ့မြို့ရဲ့တောင်ဘက်ပိုင်းနဲ့အရှေ့ဘက်ပိုင်းကထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူတွေဖြစ်ပါတယ်။ လက်ရှိအချိန်ထိစစ်ကောင်မရှင်တပ်နှင့်ကံဤပူပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေစေဖြစ်တဲ့အတွက်ဆစ်ဆောင်ဗီဒီယိုတွေဟာမိမိတို့နေရာဒေသကိုမပြနိုင်သေးပါဘူးအနေရကြီးစွာတည်ရှိနေတတ်တဲ့မြေမြုပ်မိုင်းတွေရဲ့တိမတ်ဖွဲရာတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံတန်အရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်မြေမြုပ်မိုင်းတွေကိုတစ်တာဓမ္မမဟုတ်ပလတ်စတစ်ဓမ္မမဟုတ်တတ်တူတွေနဲ့ပြုလုပ်ထားနိုင်ပါတယ် တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဓမ္မမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပောက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုတ်မိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။မြင်းမျက်နှာပြင်ပေါ်တွင်မှာပဝင်းကျင်အနေထားနဲ့တသားရဲဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ ရေပူရအဖြစ်ကွယ်ဝက်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲရင်ပါတယ်မြင်းမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာတီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံတန်ပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်မြင်းမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြားကွယ်ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီး ခြေနဲ့တက်မြင့်နေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပေါက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမြုပ်မိုင်းအမျိုးအစားတွေကိုလူတက်မြေမြုပ်မိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမြုပ်မိုင်းမှာမှရုပ်ချီးပေါက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီးပေါက်ကွဲမိုင်းဆိုတာကမ္ဘာပေါ်မှာအတွေ့အဆုံမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်။အစားထွက်လူတက်မိုင်းဆိုတာ ောက်ကွဲတဲ့အခါအစာနာဖျာထွက်ပြီးထိခိုက်သူဒါမကအနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးဒေဆုံနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပောက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြင်မျက်နှပင်ပေါ်မှာခြားထားပြီးတော့ဝါယာချုံမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီချုံမြင်ကိုထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုကိုဖြစ်ပေါ်စေမှာပါ။ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြစ်ခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးသစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဓမ္မမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနတ်နဲ့ပြစ်ခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။ မြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။မြေမြုံမိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုထားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေရှိပါတယ်။တချို့တော့မြေမြုံမိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပေါက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုခြေပြန်းစွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။ မြေပြင်နဲ့ထိချိန်မပေါက်ကွဲသေးဘဲဆက်ရှိနေရင်လည်းအနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေသောပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေသောပစ္စည်းတွေဟာလက်နဲ့ကင်ပဋိပက္ခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ကျွန်တော်တရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ရနေ့တောက်ကြနေ့အထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။အချိန်ပြည်နေအတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်း Channel App Facebook စာမျက်နှာ YouTube နဲ့ Website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။